အခုမှတော့နောက်တစ်ခါအိတ်ကပ်ကလေးသွားမယ်နော်ဒီမှာအိတ်ကပ်လေးစောက်ထင်မှာတော့မတော့အကောင်လုံးအပြည့်စုံဆွဲထားပြီးရနော်အဲ့ကမှလည်းသူ့မှာပုံစံနည်းတွေရှိတယ်ဒီမှာအဲ့ကမှလည်းဒါလေးကိုလည်းအမရိုက်ပြီးတင်ပေးမယ်နော်အွန်လိုင်းသမားတွေအတွက်ဘာလေးပါလဲဆိုတော့အမတို့ကအဲ့ကရဲ့အရွယ်စားပါတယ်အဲ့ကရဲ့တည်နေရာပါတယ်အဲ့ကရဲ့ဘေးကွာဝေးပါတယ်နော်အရွယ်စားဆိုတော့အမတို့အဲ့ကကို ဥမာမီဒီယာ size ဆိုဘယ်လောက်ဆိုရင်လဲလမ်း size ဆိုရင်ဘယ်လောက်ဆိုမယ်အိတ်ဆက်ဆိုဘယ်လောက်ဆိုရင်လဲအဲ့ဒါလေးနေเนาะတီနေရဆိုတာမတော့အိတ်ကက်ကိုဘယ်နေရာမှာသွားတက်မလဲအဲ့ဒါလေးနော်ပြီးွားရင်အိတ်ကက်ရဲ့ဘေးกว่าဝေးအိတ်ကက်ကဥမာဘယ်လောက် size ဆိုလို့ယင်ဘယ်လောက်ဆိုလို့ရှင်အိတ်ကက်ကိုဘယ်လောက်ရှာဘေးကနေဘယ်လောက်အကွာမှာတက်မလဲအဲ့လိုမျိုးမျိုးเนาะပုံစံလေးအဲ့ဆိုရင်မှာတွက်ပြမယ်အိတ်ကက်ရဲ့အကျင်အရင်ဆုံးအမတို့ကအိတ်ကက်အကျင် ဧကံအကျေကိုတည်ခြင်းလေဧကံအကျေတည်ခြင်းလို့ရှိရင်မတော်ကဘာနဲ့တွားကြည့်လဲဆိုတော့ရင်တချမ်းနဲ့တွားကြည့်ရနော် ဒီမှာအိတ်ကက်အရွယ်စားမှာတက်ကြည့်မယ်အဲ့တော့ဒီမှာရလာတာရင်တချမ်းကမတို့၁၁ရလာတာနော်၁၁ရလာတာဆိုတော့ဒီမှာတက်ကြည့်မယ်သူကသူရေးထားတာကြတော့ရင်တချမ်း၉နဲ့အောက်ကို၃တက်သမ၄၁၀ကနေ၁၀တက်သမ၄ထိကို၄တက်သမ၆၁၁ကနေ၁၂တက်သမ၄ထိကို၅တက်သမ၄နော်ဒါဆိုအမတို့ကဗမာအကျုံးဝင်လဲဆိုတော့ဒီဒီတတိယချက်ဒီမှာအကျုံးဝင်တယ်အခုအမတို့လို့အမတို့ရဲ့ရင်တချမ်းက၁၁လေဒါဆိုရင်၁၁ကနေ၁၂တက်သမ၄ကိုအိတ်ကက်က၅တက်၅လက်မနဲ့၂ဆင့်ရှိရမယ် ဒါဆိုရင်မတို့သိသွားပြီအကက်အကျေက9လက်မနဲ့2စိတ်ရှိရမယ်နော်ဒါကနောက်ဆုံးကြံမဲ့အကျံကိုပြောရအောင်နော်အဲ့တော့ဒီအကျေတစ်ချက်သိရင်မတို့ကရပြီအကျေသိပြီဆိုရင်အကက်ရဲ့အရှိ အကရဲ့အရှိနော်အကျအကျတဲ့ခုသိရပြီအရှိရကြတော့မတို့ရတာတဲ့အကျအထက်ကိုဒီစိတ်ကလေးပူပေါင်းလိုက်ရင်အရှိဖြစ်သွားပြီနော်အဲ့ဆိုရင်မတို့ကဒီမှာ၅တက်သမ2ကို၄စိတ်ပေါင်းတော့၅တက်သမ6နော်ဒါလေးကပါလဲဆိုတော့မတို့နောက်ဆုံးကျန်ရမယ်အကျန်နော်အဲ့တော့မတို့ကဒီတိုင်းပဲသွားဆွဲလို့မရအောင်နော်ပြီးမှခောက်စာလေးရှိရမယ်ဒါဆိုရင်ဘေးအကျကိုကြတော့အမတို့ကတစ်ဖက်ကို၄စိတ်စီခောက်မှာဆိုတော့မတို့တက်လက်မှပေါင်းမယ် နော်တလက်မှတ်ပါမယ်အရှိရကြတော့အမားတို့ဟာအပေါ်တွေလည်းခောက်မယ်အောက်တွေလည်းခောက်မယ်ဆိုတဲ့အတွက်ကြောင့်အမားတို့ဟာလိုလိုပူပူနှစ်လက်မနဲ့လေးစိတ်ပေါင်းမယ်ဒါအများအားအဲ့လိုမျိုးဒီမှာအကျေအရှိတိပြီဆိုရင်အဲ့ဒါကိုနှစ်လက်မလေးစိတ်တီထည့်ပေါင်းလာလိုက်နော်ဒါဆိုရင်မားတို့ဒီမှာအပေါ်အားကြတော့တလက်မှတ်ပေါင်းတော့6တသမ2ဖြစ်သွားမယ်နော်ဒီမှာ5တသမ6 5တသမ6ကို နှစ်လက်မ40ပေါင်းတော့ဒီမှာ30ဖြစ်သွားပြီလေ။မပြောတဲ့ရှစ်ဆိုရင်တစ်လက်မဖြစ်ပြီဆိုတော့ဒီမှာနှစ်ကျန်နေမယ်။ဒီမှာတစ်လက်မသွားပေါင်းမယ်ဆိုတော့5 6 9 8နော်ဒါဆိုရင်မတို့လိုချင်တဲ့အိတ်ကအရှိရာ၈တသမ2နော်ဒါဆိုရင်မတို့ဆွဲရမယ့်ဟာလေးတည်သွားပြီအဲ့ဆိုမတို့ဆွဲမယ်ဒါမှန်ပေတယ်လေးနဲ့ပဲဆွဲလိုက်မယ်ဒီမှာမတို့ 6ဒသမ2အကျေက6ဒသမ2အရှည်က10ဒသမ2နော်ပြီးရင်ပြန်ဒီလိုပြန်ကင်လိုက်မယ်ဆောက်တဲ့သမားနဲ့ဒီနော် ဒါလေးပဲเนาะဒါလေးကမားတို့ရဲ့8ကပ်ဒါက6ဒသမ2ရှိမယ်ဒါလေးကအရှိရကြတော့7ဒသမ2ရှိမယ်ဒီလိုဟာလေးကိုပဲအမားတို့ကဒီတိုင်းမဲ့ရင်ဆုံးစက်ကူညက်ပြီးတော့ပိတ်စကိုလည်းဒီတိုင်းလေးတော့ညက်ထားမယ်ပြီးမှအမားတို့ကခောက်ကောက်မယ်เนาะ ဒီလိုမျိုးပုံစံလေးပဲညှက်ရမှာပိတ်ဆောက်ကိုလည်းအမတို့ဒီတိုင်းလေးသွားညှက်မယ်နော်ညှက်မယ်ညှက်ပြီးသွားလို့ရှိရင်အမတို့ကတကယ်တမ်းကြာလို့ရှိရင်ပိတ်ဆောက်ကိုခောက်ရမှာပေါ့နော်ပိတ်ဆောက်ကိုခောက်မှာဒါမဲ့အမကဒီမှာဒီဆက်ကူလေးကိုအရင်ဆုံးလေးကျင့်လို့ရအောင်လို့ဆက်ကူလေးနဲ့အရင်လေးကျင့်စီနော်အိတ်ကပ်ကလေးကိုမှတလက်စားတယ်ခောက်ခောက်ပြမယ်နော်အဲ့ဆိုအမတို့ကအခုစာရေးထားတဲ့ဟာကိုအမတို့ကအလှလို့သဘောထားလိုက်မယ်အလှနော်ပိတ်ဆောက် လုတ်တဲ့ချိန်ကြရင်လည်းတစ်ခေါက်တစ်ခေါက်ပြအောင်ပါပဲเนาะဒါစက်တစ်ခုပေါ်မှာအရင်ဆုံးနမူနာလေးဖောက်ပြမယ်ဒါအလှပဲအဲ့တော့အမားတို့ကဒီမှာမလှဘက်ကိုလှမ်းမယ်အမားတို့ကဒီမှာချိန်ကြကော်လေးတွေတော့မှာเนาะဒီမှာအရင်ဆုံးအမားတို့အပေါ်ပိုင်းကိုအရင်ခေါက်မယ်အပေါ်ကိုကြတော့အမားတို့ကအရင်ဆုံးကော်တုတ်မယ်ကော်တုတ်ပြီးအမားတို့နှစ်စိတ်အရင်ခေါက်မယ်နှစ်စိတ်အရင်ခေါက်လိုက်မယ်ခေါက်ပြီးတော့အမားတို့ကော်ထပ်တုတ်မယ်တုတ်ပြီးအမားတို့တလမ်းမှထပ်ခေါက်မယ် နော်ဒါမှတော့ဟိုစားအိတ်ကအပေါ်ရင်ခောက်လိုက်တာအပေါ်ခောက်ပြီဆိုအမတို့ဘေးနှစ်ဖက်ကိုခောက်မယ်နော်ဘလောက်ခောက်မလဲဆိုအမတို့ကဒီမှာတလက်မထည့်ပေါင်းတာလေတလက်မထည့်ပေါင်းတာဖြစ်တဲ့အတွက်ကြောင့်အမတို့က၄၀ခောက်မယ်ဒီဘက်ကိုအမတို့၄၀ခောက်လိုက်မယ်ပြီးရင်အမတို့နောက်တစ်ချမ်းကိုလည်း၄၀ခောက်လိုက်မယ်ဒါမျိုးလေးနော်ဒီလိုကိုကမမှန်းတတ်သေးဘူးဆိုလို့ရှိရင်အမတို့ကဒီလိုပေဒံလေးနဲ့တိုင်ပြီးတော့ လို့ပေါ့နော်အဲဆိုရင်မတို့အပေါ်ခောက်ပြီးသွားပြီဘေးနှစ်ဖက်ခောက်ပြီးသွားပြီအဲ့လိုခောက်ပြီးသွားပြီဆိုတာနဲ့မတို့ကအိတ်ကပ်ကိုအရင်ဆုံးတဝက်ချိုးထားလိုက်မယ်လိုမျိုးအိတ်ကပ်ကိုဒီမှာမီးဘူးလေးနဲ့အမားတို့ချိုးလိုက်နော်။ကော်တော့ဆရာမလုံးနော်။မီးဘူးလေးနဲ့ပဲအရင်ချိုးလိုက်မယ်။ ိုးပြီးသွားရင်မလားအကက်အရှိကိုမှတ်မယ်အကက်အရှိကဘယ်လောက်လဲ9ဒသမ6အဲ့တော့မတို့ဒီထိပ်ကနေပြီးတော့ဒီမှာ9ဒသမ6မှတ်မယ်နော်ဒီဘက်မှာလည်းတမတ်ထပ်မှတ်မယ်9ဒသမ6ဒါမတို့လိုချင်တဲ့အကက်အရှိအဲ့တော့မှမတို့ကအခုကလူကြီးအကက်ပုံမှန်အကက်လေးတွေကမတို့ဒီအလဲခောက်ကြောင်းနေပြီးတော့အောက်ကိုချွန့်ချွန့်လေးလေးအဲ့တော့မတို့လေးစိတ်ထက်ချမယ်ဒီစိတ်ထက်ချပြီးမတို့ကအကက်ပုံလေးက ဒီလို vision လေးဖြစ်သွားမှာအဲ့လိုဖြစ်ပြီးတော့မှအမားတို့ကဒါကကိုနောက်ဆုံးလိုချင်တဲ့အရှိလေအဲ့ဒါအမားဆိုတော့ဒီအရှိကိုလိုချင်တယ်ဆိုတော့အမားတို့အောက်မှာခောက်စာလေး၄စိမ့်ထပ်ထုတ်မယ်ဒါဆိုရင်ပို့တဲ့ဟာလေးအမားတို့ကညှက်ထုတ်လိုက်လို့ရပြီဒီလိုညှက်ထုတ်လိုက်မယ်နော်ဖြန့်ကြည့်လိုက်လို့ရှိရင်အမားတို့ဒီလိုခြုံလေးဖြစ်နေမှာနော်အချုံလေးဖြစ်နေမှာအဲ့တော့မှမမတို့ကမလှဘက်ကိုလှမ်းဒီအောက်လေးတို့မမတို့ကကော်တော့မယ် ကောက်တော့ပြီးရင်စစချက်ဒီမှာ၄စိခောက်စာလေးချတဲ့အတိုင်းလေးမအားလို့ခောက်မယ်။ခောက်တဲ့အခါဥမာဒီဘက်ကိုအရင်ခောက်ခောက်ပြီးရင်ဒီဘက်ကိုခောက်အဲ့လိုမခောက်ရအောင်နော်။မခောက်ဘဲနဲ့မအားလို့ဒီမှာကော်တောက်လျှောက်တုပ်မယ်။တုပ်ပြီးရင်မအားလို့ဒီဘက်လေးကိုအရင်မိဘူးလေးနဲ့ချိုးထားလိုက်မယ်။ပြီးရင်တခါဒီဘက်ကိုလည်းမအားလို့၄စိချိုးမယ်။ချိုးပြီးရင်ဒီလိုနှစ်ဖက်စုံလာမယ်။စုံလာပြီးရင်ဒီအလဲခောက်ကြောင်နေရာလေးမှာမအားလို့တွေသွားစုံမယ်။ဒီလိုလေးစုံမယ်။ဆုံးပြီးတော့မှဒီမှာထွက်နေတဲ့အစာလေးကိုကိုကြိုက်တဲ့ဘက်ကလေးကိုလှဲချလိုက်။ ဒါဆိုရင်မတော့အိတ်ကက်ကလေးရပါပြီเนาะအဲ့ဆိုရင်တစ်လက်ခဏလေးเนาะအိတ်ကက်လေးရပါပြီဆိုအမကဒါလေးကိုဆက်ရှင်းပြမယ်အခုအမကအိတ်ကက်အရွယ်စားလေးတိပါပြီเนาะဒီမှာဒီနှစ်ချက်ကိုဆက်ရှင်းပြမယ်အိတ်ကက်တည်နေရနဲ့အိတ်ကက်ရဲ့ဘေးกว่าဝင်အဲ့ဒါဘာလဲဆိုအမတို့ဒီမှာရှေ့ချမ်းကိုချမယ်ရှေ့ချမ်းချပြီးွားရင်ဒါအမတို့က အိတ်ကတ်တွေတက်မှာတစ်လုံးနဲ့ဆိုလို့ရှင်ဘယ်ချမ်းမှာတက်မှာနော်နှလုံးဆိုရင်တော့နှစ်ဖက်လုံးပေါ့ဒါလို့ဒီလိုတစ်လုံးနဲ့အိတ်ကတ်တွေအမားတို့ကဘယ်ဘက်ချမ်းမှာတက်မှာနော်ဘယ်ဘက်ချမ်းမှာတက်မယ်ကျဲသီးတွေဆိုလည်းအမားတို့ကဒီဘယ်ဘက်မှာဖောက်မှာနော်အဲ့တော့ဘယ်လိုမျိုးလဲဆိုရင်အခုအမားတို့ကအိတ်ကတ်ရဲ့တည်နေရအောင်အရင်ကြည့်ရမယ်နော်အိတ်ကတ်တည်နေရတဲ့ရင်မြင်းရဲ့အပေါ်လေးစိတ်တင်ရမယ်ဒီမှာအမားတို့ရင်မြင်းလေးရှိလား ဂျိုင်းဂျိုင်းကနေဆွဲထားတဲ့ဟာယင်မြင့်ပဲလေအဲ့ဒီပုံမှာမတော့ဒီလိုသွားတက်ရတာမဟုတ်ဘူးဒီယင်မြင့်ရဲ့အပေါ်မှာတော့လေးစိတ်တက်ကမှာနော်လေးစိတ်တက်ကမှာဆိုတဲ့အတွက်ကြောင့်မမတောင်းမန်ကနေမြင်းလေဒီမှာတောင်းဒီမှာလေးစိတ်မြင်းလေးလေယင်မြင့်မှာဒီလိုလေးစိတ်လေးတင်ထားလိုက်မယ်အမျိုးလေးတင်ထားမယ်နော်ဒီမှာရင်မြင်အမဲလိုင်းတွေ့ရနော်အဲ့ဒီပုံကိုမပေးနဲ့လေးစိတ်တက်ထားတယ်နော်ဒါဆိုရင်အမတို့အိတ်ကက်ရဲ့တည်နေရာရပါပြီ နော်ဒီနေရာရောက်သွားပြီပြီးတော့အမတို့ကဘေးกว่าဝင်ဘေးกว่าဝင်ဘယ်လောက်လဲဆိုကြည့်မယ်အမတို့တွက်ထားရလာတဲ့ရင်တချမ်းကဒီမှာ7လေအဲ့တော့စက်တစ်ဆိုတော့ဒီမှာရင်းတချမ်း30နဲ့အောက်ကိုနှစ်လက်မှရင်းတချမ်း30ဒသမ4ရနေ7ဒသမ4ထိကိုနှစ်လက်မှနဲ့နှစ်စိတ်ဒါဆိုရင်မတို့ကဘယ်လောက်ရလဲနှစ်လက်မှနဲ့နှစ်စိတ်กว่ามาဒါဆိုရင်ဒီမှာအမတောက်မှန်ပြည်တယ်လေးသုံးမယ်ဒီလိုလေးတင်လာမှာเนาะဒီမှာရှာမြင်းလေးရှိတယ်အဲ့ဒီကနေပြီးတော့နှစ်လက်မှနှစ်စိတ် ဒီမှာတစ်လက်မှနှစ်လက်မှနှစ်လက်မှနဲ့နှစ်စိတ်ဒီလိုမှတ်လိုက်တာเนาะပြီးတော့မှအမားတို့ရဲ့အိတ်ကက်အကျေဟာငါးနှစ်စိတ်ဒီမှာငါးနှစ်စိတ်ဒါဆိုရင်အမားတို့ရဲ့ဒီစာအုပ်မှာပါတဲ့အိတ်ကက်ပုံစံမျိုးမှရှင်းပြလိုက်တာเนาะဒါဆိုရင်အမားတို့ဒီမှာအမှတ်ကလေးနှစ်မှတ်ရပါတယ်အဲ့ခါကျမှအမားတို့ကဒီမှာအပေါ်မပါဘဲနဲ့ဘေးရဲ့အောက်ရဲ့ကော်တုတ်မယ်เนาะကော်တုတ်ပြီးသွားရင်အမားတို့ဒီမှာ ကိုမှတ်ထားတဲ့အမှတ်နံပါတ်ကိုဒီအိတ်ကထိတ်ကလေးလာထိမှန်းထိပြန်တယ်မတို့ကမြည်ဖို့နဲ့ကတ်လိုက်မှာဆိုရင်မတို့ရဲ့အိတ်ကနေရာချတာလေးပြီးသွားပြီနော်အဘယ်ဘက်မှာလောအောင်လဲဆိုတော့အင်ဂျီရဲ့ဘယ်ဘက်ခြမ်းမှာလောအောင်ပါနော်ဒါဆိုလို့ရှိရင်အိတ်ကလည်းပြီးသွားပါပြီ